မင်္ဂလာပါရှင်။အားလုံးရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ကတော့ Energy Drink အပေးတဲ့ဆိုကြိုးလေးအကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်။ Energy Drink လို့ခေါ်တဲ့ခွားပြည့်အချို့ရဲ့ချို့ချို့လေးတွေဟာလူကြိုက်များတဲ့အဖျော်ရမကတစ်မျိုးဖြစ်ပါတယ်။ငငယ်ရွယ်ရွယ်ကလေးသူငယ်လေးတွေကအစားဆိုင်ကျော်တဲ့အရွယ်လူကြီးသူမှမရွေးကြိုက်နေကြပါတယ်။လူတွေမှကြောင့်ဒီအချို့ရည်တွေကိုဆွဆွလန်လန်နှိမ့်ချိုက်သဘောကျနေကြတာလေ။ လူတိုင်းဒီပါကခွန်အားဖြင့်ချိုရီတွေဟာစွမ်းအားကိုမြင့်တင်ပေးနိုင်တယ်ဆိုတဲ့ယုံကြည်မှုနဲ့သူတို့ရဲ့နှစ်သက်စရာအရသာတွဲဖက်ကြအောင်နှိမ့်ချကြတာဖြစ်ပါတယ်။တကယ်တော့ခွန်အားဖြင့်ချိုရီတွေမှာလူသိနေတဲ့ဗိထွက်ဆိုးကျိုးတွေရှိနေပါတယ်။လူတွေတတိမထားမိတဲ့ခွန်အားဖြင့်ချိုရီတွေရဲ့ဆိုးကျိုးတွေကတော့သွေးပေါက်ချိတက်လာတာ၊နှလုံးခေါင်းနှုန်းစီးကျက်မမှန်စေတာ၊ညက်ပတ်အိပ်မပျော်ဖြစ်စေတာ၊ကိုယ်လေးချိန်တိုးလာတာ၊သွားပိုးစားတာနဲ့သွားတွေပြက်စီတာစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်ပေါ်လာနိုင်တာ။ စီးကျူသွေးကျူဖြစ်နိုင်ခြင်းများလာတာမတော့ရမနေနိုင်အောင်ဆွဲလန်းလာတာတောက်ကွက်ထခိုက်နိုင်တာစတာတွေဖြစ်ပါတယ်။ဒါကြောင့်ဒီလိုဆိုးကျူးတွေဖြစ်စေနိုင်တာလေ။အဖြစ်ချူရီတွေမှာလုံကိစ္စပါဝင်နေတဲ့တရားတက်တွေဟာတောက်သုံးသူကိုခဏတာတကြလဆန်းစေပေမယ့်ရရှိမှာတော့တောက်ပိုးစားခြင်းနဲ့စီးကျူသွေးကျူတွေဖြစ်စေနိုင်ပါတယ်။လံပြားကပါဝင်နေတဲ့ကဖီတက်တွေရတယ်သွေးပေါက်ခြေကိုရုတ်တရက်တက်စီပြီးနှလုံးကမမှန်တာတွေဖြစ်နိုင်ပါတယ် ။ဗီတာမင် B ဓာတ်တွေပါဝင်တာကြောင့်လေအချို့လူတွေမှာဓာတ်မတည့်မှုတွေဖြစ်စေနိုင်ပါတယ်။စိတ်ကိုလှုပ်ဆော်ပေးတဲ့အခြားဓာတ်ရူပစ္စည်းတွေအားလည်းလူကိုကနာမငြိဖြစ်စေတာနဲ့ရေရှည်တောက်ရင်ဖြစ်မရအောင်ဆွဲစေနိုင်ပါတယ်။ဒါဆိုအဖြစ်ချို့ရေတောက်မဲ့အစားမာရီတောက်ကြမလဲ။အဖြစ်ချို့ရေတွေကိုအမြဲတောက်ရင်ရေရှည်မှာကျန်းမာရေးဆိုးကျိုးတွေများစေပါတယ်။ဒါကြောင့်အရင်ပြောပြီးလက်ဆက်တွက်ကြစီဖို့အတွက်ကျမရင်းနေညညွတ်တဲ့အခြားသောနိလန်းတွေကိုအစားတိုးလောက်ဆောင်တင်ပါတယ် ဖန်ပြီးပြုတ်လောက်ထားတဲ့ energy drink တွေမတောက်ပါနဲ့။တပံဝအတိုင်းလန်ဆန်တကြလာစီမယ်နီလန်းတွေသုံးပြီးလှုပ်ဆောင်လို့ရပါတယ်။ပြန်လည်လန်ဆန်းခြင်းရင်အသီးနှံလေးတွေစားပေးလို့ရပါတယ်။စာကြက်ရင်ငိုက်လာရင်လိမ္မော်သီးစိတ်လေးတွေစားပေးတာအကျော်လေးဆက်ပြီးနေငင်းခံလာရင်အချိုရည်မလိုပဲပြန်လည်လန်ဆန်းသွားပါလိမ့်မယ်။နောက်တစ်ချက်ကရေများများတောက်ပါ။ရေတက်ဟာအစိမ့်ငွေတွေကိုဖယ်ရှားပေးပြီးခန္ဓာကိုယ်ကိုလည်းအာရုံပြေဝစေနိုင်ပါတယ်။ နောက်ပြီးအေးရွာအိပါတခါတလေမှာအပြည့်အချိုရီတွေဖြစ်ဆက်စာတွေစားမဲ့အစားခဏတာအိဆက်အနားယူလိုက်တင်ပါလေပုံမှန်အိဆက်တက်တဲ့အကျင့်ကိုလုပ်ပါအေးရွာပြီးအိတ်ချိန်မှလာတဲ့အခါပုံပြီးလမ်းဆက်တက်ကြလာပါလိမ့်မယ်နောက်တစ်ခုကတော့လိကျင်ငန်းပုံမှန်လုပ်ပါကိုလက်အားကစားလုပ်တဲ့အခါဆဆချင်းမှာတော့ပင်မနေလို့ခံစားရနိုင်ပြီမယ်အလေးချင်းရှိသွားတဲ့အခါခန္ဓာကိုယ်ပော့ပါလာပြီးတက်လုံကောင်းလာမှာပါခန္ဓာရည်လေးပိုရှိလာပါလိမ့်မယ် နောက်ဆုံးတစ်ခုကတော့အာဟာရပြည့်ဝတဲ့အစားအစာတွေစားသုံးပါအသင့်စားအလူကျော်တွေဆိုဒါရီကိုရှောင်ပြီးလက်ဆက်ပြီးအာဟာရပြည့်ဝတဲ့အစားအသောက်တွေစားသုံးပြီးချင်းဖြင့်ခန္ဓာကိုယ်ကလည်းအရင်ပြည့်ဝလာပါလိမ့်မယ်။အဖြစ်အချို့ရည်တွေဟာလက်ဆက်တကြွစီပြီးမယ်။နောက်ဆက်တွဲဆူကျိုးတွေကများလာပါတယ်။ဒါကြောင့်ခန္ဓာကိုယ်နဲ့စိတ်လက်ဆက်တကြွပြီးအရင်ပြည့်ဝစားသောက်ခြင်းစားရတွေကိုသာပြုလုပ်သင့်ပါတယ်။ဗီဒီယိုလေးကိုအဆုံးပြီးကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်။ ဒီဗီဒီယိုလေးဟာမိမိနဲ့မိမိပတ်ဝန်းကျင်အတွက်အကျိုးတစ်ဆုံးတရာရရှိမယ်ဆိုရင်လက်ရန် share လေးလုပ်ပေးခဲ့ပါအောင်နော်ဗီဒီယိုတင်တိုင်းအမြဲတမ်းရအောင် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ပြီးဘေးရခလောင်လေးကိုလည်းဖွင့်ထားဖို့မမေ့ပါနဲ့နော်ပရိသတ်ကြီးအားလုံးကျမ်းမာပျော်ရွှင်ပြီးတာယာလပါနဲ့နေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်